ဒီလိုတွေကတော့တကယ်လက်တွေ့အပြင်ဘဝကစူပါလူသားတွေပဲဖြစ်ပါတယ်။မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေကိုစမ်းဆောင်ပြနေတဲ့စူပါလူသားတွေပါ။ဂမ်မာရီမာသာမတန်တင်မထားလိုက်ဘူးဆိုရင်ရှိလို့ရှိမှန်းတော့တီးဖို့မလွဲပါဘူး။ဒီလိုတွေကတော့ဘာထူးပြလို့ချက်ဘာကူပစ္စည်းမှမလိုအပ်ဘဲနဲ့လေးပေါ်မှာဇောက်တို့လန်းလျှောက်ပြနေပါတယ်။စူပါမန်နဲ့မျိုးတော်နေလားမသိပါဘူး။ပင့်ကိုယ်လူသားအပြင်းမတကယ်ရှိတယ်ဒီလိုနိုင်ရန်ပေါ်ပြေးထက်နေရအပြင်းကပင့်ကိုယ်လူသားတယောက်လာပဲတကယ်ကိုမျက်စက်လုံးနေ ဇာဝင်တွေကတရက်ကိုအနည်းဆုံးရေကားလက်တဝက်လောက်တောက်တင်တယ်လို့ပြောကြပါတယ်ဒီလူကတော့ရေတကားလန်လုံးကိုစက္ကန့်60တွင်တောက်ပြနိုင်ပါတယ်သူ့အတွက်ရေထမ်းမလောက်မှစိတ်ပူစရာမလိုတော့ပါဘူးအခုမြင်နေရတာကလက်တွေ့ဘဝကစက်ပစ္စည်းတစ်ခုလိုလိုပါပဲသူ့ရဲ့လက်သီးချက်တွေကတက်တစ်ခုလိုပဲတော်တော်လေးကိုမျက်စံလွန်းလာပါတယ်တက်စက်ကန့်ကိုလက်သီး5ချက်လောက်ထိုးနိုင်ပါတယ်ကိုယ့်ရဲ့လက်သီးပေါ်ဝါကိုစမ်းကြည့်ကြလားအဲ့ဒီအတွက်တော့အမြင်ဆုံးအမှတ်တွေဘာတွေမလို့ပါဘူးတခါလေးစက်ပါရက်သွားလို့ပါသူ့ရဲ့လက်သီးချက်ကိုလက်ဝဲတိုးစက်ကတော့မခံနိုင်ပါဘူး ဒီလိုကတော့ခြံလုံးပြုတ်တဲ့နယ်တဲ့တီဆန်တွေကိုထည့်တာတဲ့ပုံမြအောင်ပြည့်နိုင်ပါတယ်။ပို့ပြီးတော့အန်ဟောဆရာကသူပြည့်တဲ့များကပြည့်မဲ့ကိုအတိအကျထိမှန်ပါသေးတယ်။ဒီလိုငယ်လေးကတော့လေးပေါ်မှာတဲ့တိပြားလေးကိုကိုလေးပေါ်မှာနှစ်ပတ်လှည့်ရင်လည်းကန်ချိုးနိုင်ပါတယ်။သူနဲ့ရန်ဖြစ်ရင်တော့အတော်လေးခံရခက်မှတေးကြပါတယ်။ဒီပြားလေးတွေကလူတွေနဲ့ခက်ဆစ်စဲမာကျုံးမှုရှိပါသေးတယ်။ဒီလိုကတော့အကုန်လုံးကိုစောက်ရက်ပါလိလို့ခုတ်ပြနေတာပါ။တော်တော်ကြီးကိုတီးကြပြီးတော်တော်ကိုကြောက်ဖို့ကောင်းပါတယ်။ ဒီလိုကကုန်တာနေနေမတူဘဲနဲ့လေဘောပြန်နေတာတော့တူနေပါတယ်ကားလမ်းတစ်ခုကိုအသားရကုန်ကြော်ဖို့ဆိုတော့တာမန်လူတွေမဖြစ်နိုင်ဘူးဆိုတော့သိကြပါတယ်ဒီလူတွေအတွက်ကတော့မကြောနိုင်စရာမရှိပါဘူး။သူ့အတွက်ကယူပဗီရာစီးမင်းတွေနဲ့ကဘာမင်းဆွေးရတွေကတက်ရောက်မှုမရှိတဲ့အတိုင်းပါပဲ။ဒရောင်နဲ့တကားနဲ့တိုက်ခဲ့မိရင်နားကြတဲ့အချိန်မှာဒီဂရာတစ်ဆရာကတော့ကြောက်ပြားတွေကိုဒရောင်နဲ့ခွဲပြနေပါတယ်။ဒီကြောက်ပြားတွေနေရာမှာလူဆိုပြီးတွေးကြည့်မယ်ဆိုရင်မတွေးရစရာပါ။မြားချက်တစ်ချက်နဲ့ဘူပေါင်းတစ်လုံးကိုပြစ်ဖို့ကမလွယ်ဘူးပါဘူး။ ဒီတက်ဖို့ကတ်တာကဘူပေါင်းဆက်လုံးကိုတပြားနဲ့အကုန်မှန်အောင်ပြစ်တာပဲဖြစ်ပါတယ်ဒီလိုကအဲ့ဒါကိုတကယ်လို့ပြနိုင်ပါတယ်ဒီလိုကတော့အလုံးကိုကောင်းမွန်တဲ့လက်မြတ်မှုရဲစီလီမြတ်မှုနဲ့တုံ့ပြန်နိုင်စွမ်းရှိပါတယ်ဘိုးဘော်ကိုများထောင်ပြပြီးကြာလာတဲ့များကိုရအောင်ဖမ်းနေဆိုတော့ဘယ်သူမှမလုပ်ရဲလောက်ပါဘူးဒီလိုရဲ့လက်ကတာမန်လက်မဟုတ်တော့သေးကြတယ်ငငယ်တော့ကဘေ့စ်ဘောနဲ့ပတ်သက်ပြီးတော့အညှူကြီးခဲ့တဲ့ပုံပဲပေပေနေနေကိုရိုက်ချိုးပြနေတာဖဲချက်တွေကိုလူတက်လက်နဲ့ဖျောက်ဒီလူကပြောင်းနေနိုင်တယ်ဒီဘော်နဲ့အသီးတွေကိုတဝက်ပိုင်းပြနေတယ်ဖဲဝိဇာလို့တော့ခေါ်ရတော့မယ်ချင်ပါတယ် လူတယောက်ကိုပြောလို့ဆိုလို့မရရင်ကောင်းပါတယ်ဆိုပြီးပြောတတ်ကြပါတယ်ဒါပေမဲ့တကယ်ကောင်းပါတယ်ဆိုတော့ဒီလူကိုခေါ်တာပါဘလို့ပြစည်းနေတယ်သူ့အတွက်ခေါင်းနဲ့တိုက်အကောင်ကျိုးပဲကုန်ပါတယ်ငငယ်တော့အုံသီးတွေနဲ့များအထုခံထားရလို့လားမသိပါဘူးဒီလူကအုံသီးတွေကိုအားတုံခွန်ဆက်ကိုရိုက်ခွဲပြနေတာပါဒေချာတာကတော့သူ့လက်ကတော်တော်ကိုမာနေတယ်ဆိုတော့ပါအထင်းယူလည်းမပါပဲပါမလည်းမပါပဲဒီတိုင်းတောင်ကြားထဲမှာကြိုးတန်းလျှောက်ပြနေတဲ့လူပါပဲကိုလက်ကလူဘလူကြီးတကောင်လို့အကြီးကြီးရှိနေမှာတော့ဒေပြားကိုကွေးပြက်လိုက်ဖို့ဆိုတော့ကလွယ်လွယ်ကူကူလေးပါပဲ ဒီလိုလူမျိုးကားတဲ့ဂိမ်းကိုကြွန့်ကြွန့်ကျင်ကျင်ဆော့နိုင်ဖို့လေလောက်ပါဖို့သူတို့တော့ဂိမ်းမဟုတ်တော့ပဲဘဝနေနေတခုပါဖြစ်နေတဲ့ပုံပါပဲဒီကောင်မလေးတွက်ကတော့သူ့အောက်ကပြက်မသွားနိုင်တဲ့တားဆီးဆိုတော့မရှိရပုံပဲသူ့ရဲ့ခန္ဓာကိုယ်ကတကယ်ကိုပျော်ပြောင်းလို့မှာလေဒီလူတွေတွက်ကတော့တမန်တိုက်ထိုးရတာပြင်းဖို့ကောင်းတဲ့ပုံပဲရေကုန်စရာကောင်းအောင်တိုက်ထိုးလဲမှာပြောမယ့်ပုံပါကောင်းချိုရီကောင်းကောင်းတော့ရင်တော့တင်လေလူ32ယောက်ပါတဲ့ဘက်စကားယူစပင်းနဲ့ဆွဲနိုင်တော့ပါတယ်မဟုတ်ရင်တော့အိမ်ကိုကဒုံးလေးနဲ့ပြန်သွားရတော့ပါတယ် ဒီလိုလူရှိနေမှာတော့စံကဲကိုကားပေါ်နေဖို့ဘာတူးတူးကြကြဆက်ပစ္စည်းမှမလိုတော့ပါဘူး။ဝိရှောဆက်ကိုတယောက်တည်းမမနိုင်လို့တိတ်ညစ်မနေပါနဲ့။ဒီလူကတော့မနိုင်တဲ့အပြင်ဟိုလွတ်ပြစ်ဒီလွတ်ပြစ်နဲ့ရှောက်လုံနေပါတယ်။ဒီလူရဲ့မြင့်ခုံနာကတော်တော်ကြီးကိုမြင့်ပါတယ်။လူတရက်စားလို့ရှိနေတဲ့အပြင်ပေါ့ကြည့်ရတာအဆင်နဲ့တော့မတူးသလိုပါ။ဒီလူကတော့မစ္စတာဘင်းဆက်ကကိုတော်တော်ကြည့်ထားတဲ့ပုံပဲ။ဒေဂျာနာကတော့သူကကားပါကေထိုးတဲ့နေရာမှာဆရာကြီးဆိုတာပါပဲ။ ကျင်းနေချောင်းနဲ့ပြရတာကပြင်းဖို့ကောင်းပါလေဒီလိုကသူ့အတွင်းထဲကတလေးဆိုင်ကြီးကိုလှုပ်ပေးလိုက်ပြီးလေးချောင်းထောက်ပြေးနေပါတယ်တချို့လူတွေကျင်းနေချောင်းနဲ့ပြတာထက်တော့မြန်နေပါတယ်ဒီတယောက်မှာတော့အယိုးတွေကမပါလာလားပျော့ပြောင်းလွန်းလာလားမပြောတတ်တော့ပါဘူးကြည်ရင်နေတော့မှကြက်သိန်းထောက်ဖို့ကောင်းတာတော့အမှန်ပါပဲကျတော်ကြီးကတာဝန်လွှဲရင်တော့ပုံမှန်စကွက်လောက်တာတဲ့ထူးခြားတဲ့နီးလန်တွေကိုစမ်းကြည့်တင်ပါတယ်အောက်ကလူတွေရဲ့ယုံကြည်မှုကလက်လံပါတယ်နင်းနေတော့လွှဲတာနဲ့အုံဒီမကွဲပဲအတတ်နဲ့ခန္ဓာဦးစားကွဲသွားနိုင်ပါတယ် ဒီလူကတော့လက်တန်းနဲ့ချောင်းကိုပဲသုံးပြီးပုံစံမှန်မှန်နဲ့ဘာဆွဲပြနေပါရဲ့ဒီလူကတော့တကယ်ကိုရေပေါ်လမ်းလျှောက်ပြနေတဲ့သူပါတကယ်ရေပြင်မှာစမ်းကြည့်ဖို့ကတော့မပြောတတ်ပါဘူးဒီကောင်လေးကတော့မွေးတော့အကျိုးရုံးမပါလာတဲ့ပုံပဲကြည့်ရတာရတသိန်းထောက်ကိုကောင်းပါတယ်ဒါပေမဲ့တကယ်ကိုထူးခြားလို့လားဆိုတော့လက်ခံရမှာပါတကယ်ပါဒီလူကလင်းရင်ကိုတကယ်ပဲဆွဲပြနေတာပါသူကပုံမှန်လို၁၀ရောက်နေတော့တယောက်တည်းရှိပြီးလွန်ဆွဲနိုင်တဲ့ပုံပဲ ဒီလူကတလမထိုးချက်ကိုမန္တကယ်ကျွမ်းကျင်ထားတဲ့လူပါအားထည့်နေတဲ့ပုံတော့မပေါ်ဘဲနဲ့အယိုးကိုအေးအေးသေးသေးချိုးပြလိုက်တာကြီးကကြောက်ဖို့ကောင်းပါတယ်ဒီကောင်းလေးညောက်ကတော့ကန်ချက်တွေမှာပါရမီရှင်ဆိုတာသိကြပါတယ်သူတို့အတွက်တော့ရန်ဖြစ်ရင်ခြေထောက်တွေကလက်တွေထက်တာပိုပြီးတော့အသုံးဝင်နေတာသိကြပါတယ်ဒီလိုမျိုးဒုတ်တွေကိုရိုက်ချိုးနိုင်တဲ့ဒီဒီကောင်းလုံးကတမာနေဖို့ဆိုရင်တော်တော်ပြင်းထန်တဲ့လေ့ကျင့်မှုတွေလိုအပ်ခဲ့မှာသိကြပါတယ်နောက်ထပ်ကောင်းပါလေလူတစ်ယောက်လာပါပြီ သူကတော့သူများတွေရဲ့စကားကိုနားထောင်ဖို့အတွက်ကွန်ကရစ်ပြားတွေကိုခွဲပြရတာကပိုတော်လွယ်နေပါလိမ့်ဒီကောင်လေးတွေကျိုးခုံတဲ့ကစားနေရစစ်နေတာမတူတော့ပါဘူးအလေကောင်လေးရဲ့ခြေထောက်တွေလှုပ်နေတာကြီးကတေးချာတာမမြင်ရတော့ပါဘူးပစိန်တလက်နဲ့ပြင်မှတ်ကိုပေါက်ပြရတာလွယ်လွန်ပါလိမ့်ပစိန်တလက်နဲ့အပေါ်ကပြင်မှတ်တစ်ခုတည်းကိုပဲမှန်အောင်ပြစ်တာကတော့ခတ်တာတဲ့ပိုးသွားပါပြီဒီလိုတွေထွက်ကတော့လွယ်နေတဲ့ပုံပဲဒီလိုထွက်ကတော့လက်တွေကမျက်လုံးတွေထက်တော့မှပုံမြန်နေပါသေးတယ် ပုံစံကိုပဲကြည့်ပြီးတာမန်လူလူတော်တူးလို့မရပါဘူး။ဗတင်ပဲပဲနဲ့အရန်တက်နေတိုက်ခိုက်ရေးပညာရှင်တော်ဖြစ်နေနေပါလေ။ဒီလူကတော့တိုက်ခိုက်ရေးပညာရှင်နဲ့ပတ်သက်ပြီးတော့စံချင်တွေအများကြီးရထားတဲ့လူပေါ့။အပြင်မှာတွေ့ရင်တော့အလုပ်ကျူးစားတဲ့ယူသားတူလေးနေတာမှတူနေပါရဲ့။တော်တဲ့တီကောင်းကောင်းလေးတော့ရင်သူ့လူမျိုးဖြစ်လာနိုင်လို့ပါရဲ့။အုံဒီခွဲဖို့ထားတဲ့တွားတွေကပိုတုံးဝင်နေပုံပဲ။လေကတိတွေရားနေချီကိုတက်တာကပင်ပန်းပြီးတော့ခက်ကောက်ခန့်နေပါရဲ့။ ်ဒါပေမဲ့ဒီလူကတော့တခြားလူတစ်ယောက်ကိုခေါင်းမော်တီးပြီးတေကားတက်ပြနေရပဲဖြစ်ပါတယ်ငငယ်တော့အစောက်ကဲပူကြတဲ့အတီးခွဲကလေးကိုမမိကြမှဖြစ်ပါတယ်ဒီလူကတော့အပြစ်မပါအဲ့ဒါကိုစွဲလန်းနေပါတယ်သူ့အထက်ကတော့ဒီပေါ်မှာခြေကန်ချက်တွေနဲ့အတီးခွဲရတာဂိမ်းချက်ကိုပြောဖို့ကောင်းပါတယ်ခေါင်းမောင်းကြွကျင်နေဆိုတော့ဒီလူတွေပါမောင်နဲ့သူတို့မသိပေမဲ့ကြည်ရတဲ့သူတွေကတော့ရင်တမမနဲ့ဖြစ်နေကြမှာတေးကြပါလေလုံးဝကိုကျွမ်းကျင်လုံးပါလေကို့ဝမ်းမိုက်ကြွက်သားတွေကမနာချင်းရဘူးဆိုရင်တေးချလေးကြည့်နေတယ်လို့မဆိုနိုင်ပါဘူးဒီလူတွေကတော့ကြွက်သားတွေမှာကြောလာဖို့ဒေးချတဲ့နီးလန့်ကိုတုံးကြပါလေ လက်တီးနဲ့ထိုးလို့မရရင်တော့ဖရဲတီးနဲ့ပေါက်ပါလေအခုမြင်နေရတာကရေကန်ပြေကိုကြောက်တုံးဖြစ်တဲ့နေရာမှာအကျန်းဆုံးဆိုတဲ့လူပါသူတို့တို့အင်းကြီးကကစားနေကလည်းပြန်ဆန်ကစားရတဲ့အားကစားနေတစ်ခုလို့ဖြစ်ကုန်ပါလေဒီကာရပလောက်မယ်ပါအတော်ကြီးနူးစရာကောင်းတဲ့အခြေအေးရှိတော့ပါလေဒီမရဲ့ရည်စားကဒီမနဲ့တစ်ခါမှရဲမဖြစ်ပါဘူးလေဒီမသာဘောလုံးကန်ရင်တော့ရော်နယ်ဒိုနဲ့မက်ဆီတော့နည်းနည်းလေးမျက်ခုံးလှုပ်ရမယ်ပုံပါပဲအလေးတော်တော့ iPad ကိုအမှတ်ကန်ကန့်ချက်တွေပြသွားပါလေ ကျွန်တော်တို့ကအဲ့ဒီလိုကွေးလို့မရတာတော့သိကြတယ်ဒီကောင်မလေးကလည်းမွေးကလေးကအစ်စ်တွေရွတ်တွေမပါလာတာလားမပြောတတ်ပါဘူးဒီလိုကိုချီချူလက်ကုတ်တန်နေတော့ပြေးတင်ပါတယ်10မိနစ်တည်းမှသူကလက်ခုပ်အချက်ကြီးဒေါင်တရာ၄တေလောက်ကိုတီးပြနေတယ်ဒုတိယအားပင်းရေကိုတကွေးလုံးလူပြည့်နေတဲ့လောက်ဖြစ်နေပါပြီဒီလိုကသူ့ရဲ့ချုပ်ကွက်နေတယ်ဘေ့စ်ဘောတို့၃ချောင်းကိုချိုးပြနိုင်ရင်အဲ့ဒီမှာဒုတိယ၆တော့သာဆိုတော့အဲ့ဒီလိုနောက်ရက်ဒမ်းမတ်ရှောက်နိုင်မှာတီးကြပါတယ်ဒီလိုကတော့ဖရဲတီးတွေကိုဘူပေါင်းလေးလိုထင်းရအောင်ကိုလုပ်ပြနေတယ်သူကတော့ကစားတရားလေးတွေအတိုင်းပါပဲ မိခဲ့တွေကြတဲ့လမ်းလျှောက်တာကိုလုတ်ပြနိုင်တဲ့သူတွေရှိပါတယ်ဒါပေမဲ့ဒီတယောက်ကတော့မိသီးတွေကိုအသာလေးဖျက်ကျော်ပြတာပါမိသီးတွေကပုံမဲ့အပြင်ကွဲလွယ်တယ်ဆိုတော့လူတိုင်းသိပါတယ်သူ့အတွက်တော့အလွယ်လေးပါဒီစီကားရီလေရင်တွေကိုဆွဲပြတာပြီးပြီးရင်တော့မှလေကိုဆွဲပြတဲ့သူကပေါ်လာပါတယ်သူကတော့လက်တချောင်းတင်းနဲ့လေကြီးကိုဆွဲပြနေတာပါညားပြပြီးလာပါပြီဒေချာကြည့်ကြည့်တော့တော့ပေါင်လေးကိုဖြတ်ပြီးညားရီစက်တိုက်ပြနေတာမြင်တွေ့ရမှာဖြစ်ပါတယ်ထိချက်ကလည်းလုံလုံကျူးကျူးပါ ်ဘင်အာလူကြောင့်ကြောက်တယ်ဆိုတော့ဒီလူကိုမိမဲမချင်ဘူးဒါကတော့အာလူကြောင့်ကြောက်1621ချောင်းဖြစ်ပြီးနှစ်ပိတ်သာတော့လေးပါတယ်ဒီလူကလည်းအုံတီတီကိုမုန်းနေတဲ့နောက်ထပ်ပညာရှင်တစ်ယောက်ပါသူကတော့မခွဲပဲနဲ့အပေါက်ပေါက်ပေးထားတာပါကွန်ပျူတာကီးဘုံမှာစာရိုက်တာကအလေးချင်းမရှိခဲ့ပါဘူး။ဒီလိုကတော့10မိနစ်တည်းမှာဆက်လို့ရ163လောက်ရနိုင်ပါတယ်။ Game of Fighter ဆိုတော့ဒီလိုပါ။ အောက်ပိုင်းထန်တဲ့ရက်ကိုအတော်လေးအလေးနဲ့ထားတဲ့လူနဲ့တွေ့ပါတယ်သူကျတော့တွေကလူ၃ယောက်စာလုံးကိုမတင်နိုင်မယ်ဆိုတာသိကြပါတယ်ဒီလူရဲ့လက်ကအယူတွေကပျော်လွန်းနေရလားတောင်ပါများထွက်တော်မှာလားမပြောတတ်ပါဘူးပုံမှန်ထွက်တော်ထူးဆန်းနေတာအမှန်ပါပဲ BCK ကိုနေကြနေနဲ့ဘလို့စားမလဲသိကြမှာလားအခုလိုစမ်းကြည့်လိုက်ပါကံကြက်တွေလေးကျင်းရတာပြင်းလွန်လာရင်တော့အခုလိုမျိုးနီလန်းလေးကအပြင်းပြစီမှာပါကံကြက်ကြီးတွေကတော်တော်ပြင်းထန်တာသိတာပါတယ် မုတ်သက်ပတ်ဆက်ထိပြီးတော့မုံမရရင်တော့အခုလိုလေးပညာပြလိုက်တာပိုကောင်းတယ်။သုံးချက်လောက်ကန်ပေးလိုက်ရင်မုတ်ပြန်ကြရင်ကြလောက်ပါရဲ့။အလုံးနောက်ကြလာမျိုးသူစီမှာမရှိပါဘူး။မနက်စာခေါက်ဆွဲတဲ့ပကန်းဆိုတာသူ့အတွက်စက်ကပ်ပိုင်းနဲ့စားလို့ရတယ်။အစာချင်းမကြီးကတော့မသိပါဘူး။ဒီနေ့ချောစီသမားကတော့ဒီမြာကိုအလို့ရနေပါတယ်။လက်ရန်တွေဘောကဖြတ်တာတွေရှောင်းတာတွေကတကယ်ကိုအလေးချင်းဖြစ်နေတော့ပါ။တရားရောက်ကတင်းကိုကံမိုးပြေးလာတာကမိကြီးပေးကြလို့လည်းဖြစ်နေပါတယ်။မဟုတ်ရင်တော့အမှန်ကန်အမောက်တက်ဖို့လာတာတိတ်ကြပါတယ်။ ဒီလိုကတော့တိုက်ပွဲဝင်ဖို့တကယ်ပြင်ဆင်နေတယ်။ကဘာကြီးကိုကယ်တင်ဖို့အမှန်ကန်လေးကြင်ထားတဲ့ပုံပါပဲ။မီဆာခီကမေရာခီရဲ့တတိတီကလူသက်လက်နဲ့တွေဆိုတာသိကြပါတယ်။စပင်ပြူအဖိုးကြီးဆိုပြီးသွားထင်သေးလက်တို့ကတော့အသက်လက်ခဏအိုးစားကွဲသွားနိုင်ပါတယ်။ဘောလုံးစတဲ့လုံးကိုလေးပုံမှလှည့်ပြဖို့သူများတို့တော့ခန့်ရင်ခန့်မယ်။ဒီလိုအတွက်ကတော့လို့ပါ။အေးစေလို့ပြနိုင်ပါတယ်။